တင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနေမှာဒီကနေ့အော်တိုဘာလ1ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရိုဟင်ဂျာများအပအဝင်မြန်မာပြည်သူများခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုသိရှိနားလည်ရင်စစ်တပ်ကိုထောက်ခံမှုမပေးရန်နဲ့အတူအယောင်အလင်းအညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ရန် နိုင်ငံတကာကိုတန်အမကြီးဥကြုံမှုထွန်းတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရိုဟင်ဂျာများအပေါင်းအဝင်မြန်မာပြည်သူများခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုသိရှိနားလည်ရင်စစ်တပ်ကိုထောက်ခံမှုမပေးရန်နဲ့စစ်တပ်ရဲ့အတုအယောင်အလိန်အညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြရန်နိုင်ငံတကာကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဥကြုံမှုထွန်းကတိုက်တွန်းလိုက်ပါတယ်။စက်တင်ဘာလ30ရက်နေ့ American ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အဆောက်အအုံမှာ မြန်မာနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာမွတ်စလင်များနဲ့အခြားသောလူနည်းစုများရဲ့အချင်းချင်းဆိုင်ရာအဆင့်မြင့် conference high level conference on the situation of rohingya muslims and other minorities မှာ၎င်းကအထက်ပါတိုင်းတိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမကြီးဦးကျော်မိုးထွန်းက rohingya muslims များရဲ့အချင်းချင်းဟာကာလကြာမြင့်စွာဖြစ်ပေါ်နေပြီးကြီးလေးတဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လူခွင့်ရေးဆိုင်ရာအကျက်တဲကိုဖော်ပြလျက်ရှိပါကြောင်း လက်ရှိအခြေအနေမှာစစ်တပ်ကရခိုင်ပြည်နယ်အပအဝင်မြန်မာနိုင်ငံအနှံ့အပြားကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့်ရိုဟင်ဂျာများနေရက်ကိုဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာဆန္ဒအလျောက်ပြန်လည်တွားရောက်နိုင်ရေးအတွက်အချိန်တိုတွင်ဖြစ်လာနိုင်မဲ့အလားအလာမြည်တိုးများမတွေ့ရကြောင်းပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့2021ခုနှစ်မှာရိုဟင်ဂျာအရေးအတွက်မူဝါဒရည်တည်ချက်ကိုအတိအပြုထုတ်ပြန်ခဲ့ပြီးရိုဟင်ဂျာအရေးကိစ္စဖြေရှင်းရေးကို အစိုးရမှရှောက်လန်းနေတဲ့ပင်မပန်းတန်ရဲ့ဒစိတပိုင်းအဖြစ်ဂရီကဝတ်ပြုထားကြောင်းနေရက်ပြန်လည်တွားရောက်ရေးအတွက်အထောက်အပံ့ဖြစ်စေမဲ့ဝန်ကျင်ကောင်တစ်ခု ဖန်တီးနိုင်ရေးအတွက်စစ်အာဏာရှင်စနစ်နဲ့အရက်သားပြည်သူလူထုအပေါ်၎င်းတို့ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုများအားချုပ်ငင်းရေးတို့ကိုဥစွာလှုပ်ဆောင်ရန်လိုအပ်ကြောင်း၎င်းကဆိုပါတယ်ရိုဟင်ဂျာများအပေါင်းအဝင်မြန်မာပြည်သူတရလုံးခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်တဲ့အတွက်စစ်တပ်အားနိုင်ငံရေးစစ်ရေးနဲ့ ငွေကြီးအရထောက်ခံမှုမပေးရနဲ့၎င်းတို့စီစဉ်နေတဲ့အတူအယောင်အလိမ့်အညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြရန်နိုင်ငံတကာအတိုင်းအဝိုင်းကိုအကြံပြုလိုကြောင်းရိုဟင်ဂျာမွတ်စလင်များနဲ့အခြားသောလူနည်းစုများရဲ့အခြေအနေအားဖြစ်ရှင်ရမှာပြည်ထနာရဲ့ဇင်းမြစ်ကိုမဖြည့်ရှင်းပဲမဖြစ်နိုင်ကြောင်းစစ်အာဏာရှင်စနစ်နဲ့၎င်းတို့မတရားသိမ်းယူထားတဲ့အာဏာနဲ့၎င်းတို့အစဉ်တစိုက်အကျိုးခံစားခွင့်ရရှိနေတယ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုချုပ်ငိမ့်နိုင်မှသာလျှင်ရလက်ကောင်ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းတန်အမတ်ကြီးကသတိပေးပါရယ်စစ်တပ်ရဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းစေခြင်းကလည်းရိုဟင်ဂျာမိသားစုများနဲ့အချောင်းသောလူနည်းစုများအပါအဝင်အိမ်တော်စုအလုံးအတွက်ချင်းချောက်မှုဖြစ်နေကြောင်းအပြည်ပြည်ဆိုင်ရာမှုကင်းကွန်ရက်များဟာလည်းမြန်မာနိုင်ငံမှာလုံခြုံတဲ့ရဝန်းကိုခြေကုပ်ယူထားကြောင်းရိုဟင်ဂျာအကျပ်အတဲအတွက်စစ်မှန်ရိုးရှင်းသောအလုံးပါဝင်သော Federal Democracy ကသာလျှင်အလားအလာကောင်းမွန်သော ယေရှုတည်တံ့သောဖြစ်ရှင်ဤကိုစောင့်ခြင်းပေးနိုင်မှာဖြစ်ကြောင်းတမန်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာမွတ်စလင်များနဲ့အခြားသောလူနည်းစုများရဲ့ချင်းနီဆိုင်ရာအစ်င့်မြင့် conference ကိုကုလသမဂ္ဂထွေထွေညီလာခံသဘာပတိကုလသမဂ္ဂအတွင်းရေးမှူးချုပ်ယုံမှ Chef T Cabinet Women Peace Network မြန်မာတီထောင်သူနဲ့အမှုဆောင်ညွှန်ကြားရေးမှူးမတ်ဝေဝေနူကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် American Youth Peace Network တီထောင်သူ Mr. Rofit Hassan, ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi, Refugee Women for Peace and Justice ရဲ့အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lucky Karim, လူခွင့်ရေးဆိုင်ရာမဟာမင်းကြီး Mr. Fokatak, Rohingya Students Network တီထောင်သူ Mr. Mansoyet Dula နဲ့ ASEAN ဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် Ashi Mr. Otman Hashim တို့တက်ရောက်ခဲ့ကြောင်းသိရှိရပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ပသိမ်မြို့၁၄ရက်ကွယ်အုတ်ချုပ်ရေးမှုများထေးကလူငယ်တွေကိုအလုတ်ပေးမယ်လို့လိန်ခေါ်ပြီးစစ်မှုထမ်းတပ်သားတွေများအဖြစ်ငွေကျပ်သိန်း၁၈၀နဲ့ရောင်းစာညောင်တုံးမှာလဲအုတ်ချုပ်ရေးမှုတွေကစစ်မှုတန်းကြီးများအစမတန်တိုးမြင့်ကောက်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေယော်ရီတိုင်းပသိမ်မြို့၁၄ရက်ကွယ်အုတ်ချုပ်ရေးမှုများထေးကလူငယ်တွေကိုအလုတ်ပေးမယ်လို့လိန်လဲခေါ်ဆောင်ပြီးအကြပ်ပတ်စစ်တပ်ထံကိုစစ်မှုတန်းတပ်သားတွေအဖြစ်ငွေကျပ်သိန်း၁၈၀နဲ့ရောင်းစာနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ အကြံဖတ်စစ်တပ်ကခန့်အပ်ထားတဲ့အုတ်ချုပ်ရေးမှုများထိဥဆောင်တဲ့ပြူစောတီတင်အောင်စုခေါ်မှုပိုင်နဲ့ခင်မျိုးဦးခေါ်မိမိတို့ပါဝင်တဲ့အဖွဲ့ဟာပသိမ်မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများမှာနေထိုင်တဲ့လူငယ်တွေကိုမြို့ပေါ်မှာအလုတ်ကင်ပေးမယ်လို့လိန်လေခေါ်ဆောင်ကအကြံဖတ်စစ်တပ်ထံမှစစ်မှုတပ်တသားတဲ့အဖြစ်တဦးကိုငွေကျပ်380နဲ့ရောင်းစားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အုတ်ချုပ်ရေးမှုများထိပြူစောတီတင်အောင်စုနဲ့ခင်မျိုးဦးတို့ဟာပသိမ်မြို့ကန်နာလန်မှာလည်း စိုက်ကဲတက်ဆီဆွဲနေတဲ့တောင်းငယ်မြကြီးဆိုသူတို့နဲ့လည်းပူပေါင်းပြီးခီးသောလူငယ်တွေကိုလည်းပေါ်တာဆွဲဖမ်းဆီးကာအကြမ်းဖက်စစ်တပ်ထံကိုရောင်းဆမှုများပါလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အဆိုပါအုတ်ချုပ်ရိမှုများတည်းဟာမိမနှစ်ယောက်ယူထားပြီးလူရောင်းဆရမှာရရှိတဲ့ငွေကြေးများနဲ့မြေကွက်များစက်တိုက်ဝယ်ယူကအိမ်ဆောက်လုပ်နေကြောင်းမြထီးရဲ့ဇာတိဖြစ်တဲ့ကျောင်းကုန်းမြို့ဘိုးချုပ်လမ်းမှာလည်းကာလတန်ဖိုး380တန်းမြေကွက်ကိုဝယ်ယူထားပြီးအုတ်ချုပ်ရိမှုအဖြစ်မှအနားယူပါကား နေထိုင်ရန်တိုက်ခန့်အိမ်ဆောက်လုပ်နေကြောင်းမြထေးရဲ့နောက်လိုက်ဖြစ်တဲ့ပြူစောတိတင်မောင်စိုးနဲ့ခင်မျိုးဥတို့ဟာလည်းအိမ်တော်တင်များဖြစ်ပေမဲ့လူမှုရေးဖောက်ပြန်နေကြောင်းသိရှိရပါတယ်။၁၄ရက်ကွာအုတ်ချွေးမှုမြထေးဥဆောင်တဲ့အဖွဲ့ကကြီးရွာမှာနေထိုင်တဲ့လူငယ်တွေကိုမြို့ပေါ်မှာအလုတ်ကန်ရမယ်ဆိုပြီးလိန်လေခေါ်ဆောင်တယ်။ပြည်တော်နဲ့စစ်ခွေးတပ်ကိုစစ်မှုတန်းတပ်သားတွေအဖြစ်ငွေကြက်သိန်း180နဲ့ရောင်းစားပါတယ်။အခုနောက်ပိုင်းကဲနာမှာပါခီးတော်လူငယ်တွေကိုပြစ်မှတ်ထားပြီးပေါ်တာဆွဲဖမ်းဆီး စစ်တပ်ကိုရောင်းစားတာတွေပါလှုပ်ဆောင်လာပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ဒါပြင်အေယာဝရီတိုင်းညောင်တုံးမြို့နယ်မှာလည်းအုတ်ချုပ်ရေးမှုတွေကစစ်မှုတန်းကြီးများလှဆင်အဆမတန်ကောက်ခံနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်။ညောင်တုံးမြို့နယ်ကတုတ်ကမကြီးရွာအုတ်ချုပ်ရေးမှုကြော်မျိုးထွန်းခေါ်ချက်ဖတ်ဟာစစ်မှုတန်းကြီးအဖြစ်ရခင်ကတအိမ်ကိုငွေကျပ်3000တာကောက်ခံခဲ့ရမှာလက်ရှိအချိန်မှာတော့8000ကျပ်ကောက်ခံနေကြောင်းဒါအပြင်ခရီးသွားထောက်ခံစာတွေကို ငွေကြေးများစွာတောင်းခံခြင်းမြေယာအယောင်းဝယ်များမှာငွေကြေးတောင်းခံခြင်းများပါပြုလုပ်လာပြီးငွေကြေးမပေးနိုင်သူတွေကိုရဲများခေါ်ဆောင်ကလိုက်လံဖမ်းဆီးခိုင်းနေကြောင်းသိရှိရပါတယ်။ကတုကမကြေးရွာအုတ်ချုပ်ရေးမှုကြုံမျိုးထွန်းကပြည်သူတွေပေါ်တော်တော်ဖိနှိပ်နေပါတယ်။ငွေကြေးအကျက်အတဲကြောင့်ငွေမပေးနိုင်တဲ့ပြည်သူတွေကိုရဲခေါ်ပြီးတနက်ပြစ်ဖောက်ချင်းချောက်ပြပြီးဖမ်းဆီးခိုင်းတာတွေပါလှုပ်ဆောင်နေပါတယ်လို့ဒေသပြည်သူတအူးကပြောဆိုပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့မင်းကင်းမြို့နယ်မှာရွေးကောက်ပွဲ ဝင်ပါကလှုပ်ကြံတက်ဖြတ်ခံရနိုင်တဲ့အတွက်မင်းကင်းမောင်မြင့်ကနေပြည်တော်စပူတီရီမြို့နယ်ပြည်သူ့လွတ်တော်မေဆနနေမာသာရှင်ပြိုင်တော်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်မှာရွေးကောက်ပွဲဝင်ပါကလှုပ်ကြံတက်ဖြတ်မှုများနဲ့ဝင်းရံသူများတိုက်ခိုက်ခံရနိုင်တဲ့အတွက်မင်းကင်းမောင်မြင့်ကနေပြည်တော်စပူတီရီမြို့နယ်မှာပြည်သူ့လွတ်တော်ကိုစလေလောင်းဖြစ်ရှင်ပြိုင်မှာဖြစ်ကြောင်းလူမှုကွန်ရက်ကနေတဆင့်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။2010ရွေးကောက်ပွဲနဲ့ 2015ရွေးကောက်ပွဲမှာမင်းကင်းမြို့နယ်မှာအနိုင်ရရှိခဲ့တဲ့ကျန့်ဖွတ်လွတ်တော်အမတ်မင်းကင်းမောင်မြင့်ကလာမည့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာမင်းကင်းမြို့နယ်မှာမပြိုင်တော့ဘဲနေပြည်တော်စပူတီရီမြို့နယ်ပြည်သူလွတ်တော်မင်းဆန္ဒနယ်မှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းမင်းကင်းမြို့နယ်မှာတွားရောက်ရှင်ပြိုင်ပါကလောက်ကျန်တက်ဖြတ်ခံရမှုများနဲ့ဝင်းရံသူများတက်ခဲ့ခံရမှာကိုစိုးရင်ပြီးမင်းကင်းမှမင်းဆန္ဒရှင်တွေကိုမထိကိုက်မနစ်နာစေခြင်းနဲ့အတွက်နေပြည်တော်မှတဆင့်ရှင်ပြိုင်ခြင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါတယ် မဲဆွဲစီယုံရီတွေလုလို့အဲ့ဒီမှာကျွန်တော်ကိုဝန်းရံတဲ့လူတွေကိုပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ထိခိုက်နစ်နာခံရမဲ့သဘောရှိတယ်။အိမ်တွေစုမိရှုခံရတာရှိတယ်လူတွေကလည်းကစင့်ကလျားထွက်ပြေးနေရတယ်။အဲ့ဒါတွေကဘယ်သူကြောင့်ဖြစ်ခဲ့တာလဲဆိုတော့ကျွန်တော်ကြောင့်ဖြစ်တာပေါ့။အခုတွားပြရင်ထက်ဖြစ်အောင်မှဖြစ်လို့သူတို့ကိုစာနာပြီးတွားမပြိုင်ဘူး။နောက်တစ်ခါကဘာလဲဆိုတော့ရွေးကောက်ပွဲမှာတခြားလူတွေပြိုင်တာနဲ့ကျွန်တော်ပြိုင်တာနဲ့မတူဘူး။ကျွန်တော်ပြရင်သူတို့အတွက်ရှုံးဖို့အခြေအနေအများဆုံးရှိသွားမှာဆိုတော့ ကျွန်တော်ကိုပဲသူတို့ကလှုပ်ကြံတက်ဖြတ်ဖို့ကြိုးစားမှာပဲကျွန်တော်ပဲဖြစ်ချင်းဖြစ်မှာပေါ့တခြားလူလည်းတိုက်ခိုက်မှာပေါ့ဒါရီအလုံးကကိုယ့်ရဲ့ပယောဂကြောင့်ဖြစ်တယ်လို့ယူဆရင်ကျွန်တော်လည်းတသက်လုံးစိတ်ကောင်းနိုင်စရာမရှိဘူးဒါကြောင့်အခုနေရာဟာပုံမလုံးကျုံအေးချမ်းမယ်လို့ယူဆလို့ဒီနေရာကိုရွေးချယ်တာဖြစ်တယ်လို့မင်းကင်းမောင်မြင့်ကပြောဆိုပါတယ်မင်းကင်းမောင်မြင့်ခေါ်ရဲမြင့်ဟာအသက်69နှစ်ရှိပြီဖြစ်ပြီးစစ်တပ်မှာဗိုလ်မှူးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်အရာရှိတဦးလည်းဖြစ်ပါတယ် အာနာရှင်ဟောင်းတန်းရွှေလက်ထက်မှာ2004ခုနှစ်မှ2017ခုနှစ်အထိနိုင်ငံခြားရေးတူဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2010ရွေးကောက်ပွဲမှာမင်းကင်းမင်းဆန္ဒနဲ့မှပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။တိန်စိန်အစိုးရလက်ထက်2017မှ2012အထိအလို့သမားဝန်ကြီးအဖြစ်၎င်း2012ခုနှစ်မှ2016ခုနှစ်အထိစက်မှုဝန်ကြီးအဖြစ်၎င်းတာဝန်ယူခဲ့ဘူးသူလည်းဖြစ်ပါတယ်။2015ရွေးကောက်ပွဲမှာလည်းချက်ဖို့ပါတီရဲ့ မင်းကင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ထက်မှန်အနိုင်ရရှိခဲ့ပါတယ်။မင်းကင်းမောင်မြတ်ဟာကျက်ပုတ်ပါတီရဲ့ဗဟုအလုံမှုဆောင်တူဦးလည်းဖြစ်ပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ဂျပန်နိုင်ငံပါတီလွတ်တော်အမတ်များတမကရဲ့နှစ်ပတ်လည်ညီလာခံကိုဂျပန်နိုင်ငံ NUG အစိုးရကိုယ်စားလှယ်နဲ့ဂျပန်ရောက်မြန်မာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံဆိုင်ရာမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ဦးစောပါလာတိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားများရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေက မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွတ်တော်အမတ်များတမကရဲ့နှစ်ပတ်လည်ညီလာခံကိုတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်ဂျပန်နိုင်ငံအစိုးရနဲ့ဂျပန်လွတ်တော်အမတ်များအနေနဲ့စစ်ကော်မရှင်ကပြစ်လို့ရန်ထုတ်ပြန်ကြေညာထားတဲ့တရားမဝင်ရွေးကောက်ပွဲ Sham Election ကိုလုံးဝလက်မခံရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကတိုက်တွန်းတောင်းဆိုထားတဲ့စာကိုအထက်လွတ်တော်ဥက္ကဋ္ဌမစ္စတာကွန်ဒိုဆူအစ်ထံကိုတရားဝင်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါညီလာခံကိုတက်ရောက်ခဲ့ကြတဲ့ ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုစလေဥစောပလသိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားများရဲ့တက်ဆိုင်ရာအဖွဲ့အစည်းကိုစလေတွေဟာစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲဆိုင်ရာတန်တရားဖြစ်ပွဲအချက်အလက်များစစ်ကော်မရှင်ရဲ့၎င်းတို့အာဏာတည်မြဲရေးအတွက်ကိုသာဦးစားပေး၍ဆောင်ရွက်နေပုံများရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သဘောထားနဲ့ကုလသမဂ္ဂရဲ့ယက်တီချက်အာဏာသိမ်းခဲ့ချိန်မှစတင်ပြီးယခုအချိန်ထိအကြမ်းဖက်စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုများ ပြစ်မဲ့ပြည်သူများအပေါ်လီကျောင်းမှတိုက်ခိုက်နေမှုများစသည့်တို့ကိုအကူအကားများနဲ့တကွသက်ဆိုင်ရာအကြောင်းအရာများကိုတိကျပြတ်သားစွာတင်ပြဆွေးနွေးခဲ့ကြကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တောင်ဟုတ်ကလာပါမြို့နယ်အမတ်တစေရက်ကွက်အုတ်ချုပ်ရေးမှုရုံးမှရင်းနှီးပြူစောတီများကင်းလျင်ပြင်ဆင်နေစဉ်ဖောက်ခွဲတိုက်ခိုက်မှုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့တောင်ဟုတ်ကလာပါမြို့နယ်အမတ်တစေရက်ကွက်အုတ်ချုပ်ရေးမှုရုံးမှ ရဲပြူစောတိမြကင်းလက်ထွက်ရင်ပြင်ဆင်နေစဉ်လက်ပစ်ဘုံမိုင်းများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမြို့ပြကျွတ်ပျောက်ကြားကွန်ရက်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ယမန်နေ့စက်တင်ဘာလ30ရက်ည9:45မိနစ်ကတောင်ကလပါမြို့နယ်အမှတ်10ရပ်ကွက်ရပ်ကွက်ရုံအတွင်အကျန်းဖတ်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များနဲ့ပြူစောတိအဖွဲ့ဝင်များကင်းလက်ရန်ပြင်ဆင်နေစဉ်မြို့ပြကျွတ်ပျောက်ကြားကွန်ရက်မှမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ဘုံအစစ်နှလုံး ပြင်းအမြင့်လက်ပစ်မိုင်းနှလုံးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဘုံမိုင်းများအလုံးရက်ွက်ရုံတွင်ကြောက်ရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရပါတယ်။ရေတအုပ်နဲ့ပြုံနှုပ်တီးဖို့တော့များတယ်။တရင်အတီကြတော့အတီပြုတ်လို့မရသေးဘူး။ရုံတဲအထိပြစ်ထက်တာဆိုတော့ထိခိုက်မှုများမှာတေးကြတယ်။ရုံတဲမှာကစစ်စုပေါင်း၁၀ရောက်ကြုံမယ်။ရုံကလည်းတောင်းကလာပမြို့နယ်ရေစခန်းနဲ့နီနီလေးစိတ်ယုံကားနဲ့တည်သွားပြီးတော့ကြံခဲ့တဲ့သူတွေကတော့ထုံးစံအတိုင်းဆဲဆူတောင်းကျမ်းပါတယ်လို့မြို့ပြကျွတ်ပျောက်ကြားကွန်ရက်တပ်ဖွဲ့မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်တရင်ဌာနထံကိုပြောကြပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက်ရဲတအုပ်နဲ့ပြူစောတိနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလူနာတင်ကားနှစီးနဲ့လာရောက်တဲဆောင်သွားကြောင်းမစ်ရှင်ဖော်ဆောင်ခဲ့တဲ့မြို့ပြကျွတ်မြို့ပြပျောက်ကြားကွန်ရက်မှတပ်ဖွဲ့ဝင်များကဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မြို့ပြကျွတ်မြို့ပြပျောက်ကြားကွန်ရက်အနေနဲ့စစ်အာဏာရှင်စနစ်တဆူရှိစေမဲ့အတင်းအဓမ္မရွေးကောက်ပွဲကိုအတက်တရောထောက်ခံကူညီနေသူ မတရားအာဏာသိမ်းမှုကိုထောက်ပံ့ကူညီအားပေးသူမိဘပြည်သူများဤမျိုးစုံနဲ့ဒုက္ခပေးနေသူများကိုအမြင့်ပြတ်သည့်အထိတုတ်တင်ရှင်းလင်းသွားမှာဖြစ်ကြောင်းနဲ့ပြည်သူအာဏာပြည်သူလက်ထက်ပြန်ရောက်သည့်အထိဆက်လက်ပါဝင်တက်ခိုက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လက်ပရန်မြို့နယ်မှာစစ်အုပ်စုတိုက်ခိုက်ခံရပြီးနှစ်ဦးတေခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဘကုတ်တိုင်းလက်ပရန်မြို့နယ်မှာယော်ရီကိုဆင်းပြီးစစ်မှုတန်းကြီးကောက်ခါပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေကိုလမ်းကနေကြဖြတ်တက်ခတ်ခဲ့တယ်လို့တာယာဝရီခိုင်တရင်383ညနဲ့တကွင်းနဲ့မှာတာဝန်ရှိသူတဦးကပြောပါတယ်ဒီကနေ့မနက်9နိုင်ခွဲကမွန်အင်းအုပ်စုကမ်းပြိုကြီးကြေးရွာကနေစစ်မှုတန်းကြီးကောက်ပြီးပြန်လာတဲ့အင်းအား20ခန့်ပါစစ်ကောင်စီတပ်သားနဲ့ရဲတွေကိုတဲကောဆယ်လမ်းစုံမှာစောင့်ကြိုတက်ခတ်ခဲ့တာလို့သိရှိရပါတယ်ကျွန်တော်တို့က40မမနဲ့ပြစ်တော့အဲ့ကောင်တွေလူစုခွဲပြီးထွက်ပြေးကြတာကျွန်တော်တို့ကနောက်ကနေလိုက်ပြစ်ရတာဗျာလို့တရင်383ညနဲ့ တခွင်းနဲ့မှတာဝန်ရှိသူကလူလူတွေဦးကိုပြောပါတယ်တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်မှနှစ်ဦးသေဆုံးပြီးရုပ်အလောင်းတွေရခဲ့တယ်လို့ဂျီတရီတနက်တလက်ကာပိုင်တလက်ဂျီပေါက်၄ခုကာပိုင်ဂျီ52တောင်းလက်ပစ်ပုံး၂လုံးဖုန်းတစ်လုံးနဲ့ငွေသား9သိန်းကျော်9သိန်း2800အပါအဝင်ဆက်ဆက်ပစ္စည်းတချို့ရရှိခဲ့တယ်လို့တခွင်းနှစ်ကအသိပေးပါတယ်။အဲဒီလိုဂျားဖြတ်တိုက်ခိုက်ခံရချိန်မှာစစ်ကောင်စီတပ်သားနဲ့ရဲရီဟာမော်အင်းရွာဘက်ကိုဖျော်ဖျင်းထွက်ပြေးသွားပြီး မောင်အင်းရဲစခန်းပြန်ရောက်ချိန်တဲကောစေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့တရင်383နှစ်တခွင်းနှစ်ထံကနေသိရှိရပါတယ်။အခုလိုစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ခတ်တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ထိတွေ့တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်ပြီးပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေရဲ့အနီးဝန်းကျင်မှာတောလာနေထိုင်ခြင်းမပြုလုပ်ကြဖို့စစ်ရေးတရရှိကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကအသိပေးထားပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ နေပြည်တော်လေဝဲမှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်ရည်ကြီးရည်ရှံတဲ့အတွက်ပြည်သူများအရေးပေါ်ရွှေပြောင်းရကြောင်တင်ဆက်ပေးပါမယ်။နေပြည်တော်လေဝဲမြို့နယ်မှာမိုးတဲထန်စွာရွာသွန်းပြီးရည်နှစ်မြုံမှုကြောင့်ကြေးရွာနေပြည်သူအချို့ရွှေပြောင်းပေးခဲ့ရကြောင်ရည်ဘေးကူညီကေစရီလှုပ်ဆောင်နေသူပရဟိတသမတအူးကပြောကြားပါတယ်။ယမန်နေ့စက်တင်ဘာလ30ရက်နေ့မနက်7:00နာရီခွဲခန့်ကစတင်ပြီးနေပြည်တော်လေဝဲမြို့နယ်အီလာမြို့အတွင်းရန်ကုန်မန္တလေးမြို့ရှောင်းလမ်းဘေးနေရာတချို့မှာ ရေကြီးရေရှမ်းမှုများဖြစ်ပွားခဲ့ကြောင်းအဲ့ဒီလိုရေကြီးမှုကြောင့်အီလာမြို့ရုံးပင်ကြေးရွာအုပ်စုမပြောတော့ကြေးရွာနေပြည်သူအချို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရှိရပါတယ်အခုကရေကတဖြည်းဖြည်းကျနေပါပြီရေကတဖြည်းဖြည်းကျတဲ့အခြေအနေပေါ်အရန်တော်လည်းမကြသေးဘူးနည်းနည်းချင်းကျနေတာမိုးရွာနေရင်တော့ပြန်တက်လာနိုင်တဲ့အခြေအနေတော့ရှိတယ်မနေ့က7နိုင်ခွဲ7နိုင်ဝန်းကျင်လောက်ကနေတရရိတ်တက်လာနေတာကျွန်တော်တို့ရောက်သွားတဲ့အချိန်က3နိုင်ခွဲ4နိုင်လောက်ဖြစ်သွားပြီဆိုတော့ ဒေသခံတွေဘက်ကအကူအညီတောင်းတဲ့အခြေအနေနဲ့ကြုံရလို့တောရောက်ပြီးတော့ကူညီခဲ့တာပေါ့ကျေးရွာအနေငယ်လောက်ကပဲရေဝင်ရောက်မှုရှိတာပါရွာတွေကိုရေဝိုင်းတဲ့ပုံစံမျိုးပေါ့မြင်းနေပိုင်းမှာရှိတဲ့မိသားစုအနေငယ်လောက်တော့ရွှေပြောင်းပေးရတာရှိတယ်ငပြောတော့တရွာတဲကိုပဲရွှေပြောင်းပေးခဲ့တာပါအီလာမျိုးဘက်ကတော့ဘာမှမဖြစ်ဘူးမနေညာကတော့နေပြည်တော်မှာမိုးထက်ရွာတယ်အဲ့ဒီရေကြီးတဲ့ပတ်ချမ်းတော့မရွာဘူးလို့သိရတယ်လို့ရေဘေးကူညီကေစေးလှုပ်ဆောင်နေသူပရာဟိတကဆိုပါတယ် အဆိုပါရေကြီးမှုဟာစစ်တောင်းမြေရေမြင့်တက်လာတဲ့အတွက်ပလွေးချောင်းအတိုင်းရေဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မန္တလေးမြို့ရှောင်းလမ်းဘေးနေရာများမှာရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီလိုရေဝင်ရောက်တဲ့ကြေးရွာများအတွင်းကိုကရုဏာရှင်လူမှုကွန်ကြီးပရာဟိတအသင်းပြည်ဆန်အောင်လူမှုကရုဏာရှင်လူမှုကွန်ကြီးပရာဟိတအသင်းခေါမကြေးရွာမိုးစေတနာပရာဟိတအသင်းပြမနာတို့မှကဲဆယ်ရေးနဲ့ရေဘေးလွတ်ရာကိုကွန်ကြီးရွှေပြောင်းပေးခြင်းများဆောင်ရွက်နေကြောင်းသိရှိရပါသည် ပြည်သူများအနေနဲ့မိုးလေဝသနဲ့ဇလဗေဒဌာနမှညွန်ကြားချက်များကိုလိုက်နာကာသတိပြုနေထိုင်ကြရန်နဲ့လူမှုကွန်ရက်ရဲ့အဖွဲ့အစည်းများမှတင်ပြထားတဲ့သတင်းတွေကိုလေ့လာနားထောင်ပေးကြပါရန်တိုက်တွန်းထားပါတယ်။မိုးဆက်လက်ရွာသွန်းနေပါကလေဝင်းမြို့နယ်အီလာမြို့တာဝတိမြို့စတဲ့ဒေသများပလွေးချောင်းအနီးမှာရှိတဲ့ကျေးရွာများရန်ကုန်မန္တလေးမြို့ရှောင်းလမ်းဘေးမှာရှိတဲ့ကျေးရွာများနဲ့စစ်တောင်းမြစ်ရဲ့အောက်ဖက်မှာရှိတဲ့မြို့များကျေးရွာများနဲ့မိဘပြည်သူများအနေနဲ့သတိပြုနေထိုင်၍ ြိုတင်ပြင်ဆင်စရာများကိုပြင်ဆင်ထားကြပါရင်ဆက်လက်တိုက်တွန်းထားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့လိုင်းတရာအရှိပိုင်းနှစ်ရက်ကအုတ်ချုပ်ရေးမှုစမ်းမြင်ကလူငယ်အလုသမားများနေထိုင်တဲ့စက်ရုံများအဆောင်များနဲ့နေအိမ်များထံမှလစဉ်ငွေကျပ်၅သိန်းအစင်းကြီးဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်တွေကိုစစ်မှုထမ်းမဲ့လူငယ်များလစဉ်ရှာခိုင်းတာကြောင့်တင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလိုင်တရာအရှိပိုင်းမြို့နယ်မှာ အမတ်နေ့ရက်ကအုတ်ချုပ်ရေးမှုစမ်းမြင်ကလူငယ်အလုသမားများနေထိုင်တဲ့စက်ရုံအဆောင်နဲ့ နေအိမ်များကိုလစဉ်ငွေကျပ်9သိန်းအစင်းကျေးဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်များလည်းစစ်မှုထမ်းမဲ့လူငယ်များလစဉ်ရှာခိုင်းနေကြောင်းအစိုးရရက်ကွက်နေထိုင်သူများကပြောပါတယ်။လိုင်းတရာမြို့နယ်အရှိပိုင်းအမတ်နေ့ရက်ကွက်မှာအုတ်ချုပ်ရိပ်မှုအဖြစ် လုတ်ကင်မဲ့သူမရှိတဲ့အတွက်ဘာတူး73လမ်းကျူးကျော်တဲမှာနေထိုင်တဲ့ပြန်ကျအလူသမားစမ်းမြင့်ကအုတ်ချုပ်ရိပ်မှုအဖြစ်ဝင်ရောက်လုတ်ကင်ကြောင်းအုတ်ချုပ်ရိပ်မှုဖြစ်လာချိန်မှာစတင်ပြီးအမတ်နေ့ရက်ကွက်မှာပုံစံအမျိုးမျိုးနဲ့ပြည်သူလူထုထမ်းမှငွေကြေးများကောက်ခံလျက်ရှိရမှာ။ စက်ယုံအလုတ်ယုံများအဆောင်ပိုင်ရှင်များနဲ့အိမ်ငန်းစားသူများထံမှလစဉ်အစင်းကြီးအဖြစ်အနည်းဆုံးငွေကျပ်3သိန်းမှ9သိန်းအထိတောင်းခံနေကြောင်းသိရှိရပါတယ်။အမတ်နေ့ရက်ကအုတ်ကြီးစမ်းမြင်ကကျူးကျော်ပြန်ကြမှာနေတဲ့ပြန်ကြပဲ။အုတ်ကြီးလုံးမဲ့သူမရှိတော့အုတ်ကြီးတက်လို့တာ သူကအုတ်ကြီးဖြစ်တဲ့အချိန်ကစပြီးပုံစံအမျိုးမျိုးနဲ့ငွေညှင့်နေတာ။အုတ်ကြီးစမ်းမြင်ကိုတိုင်စက်ယုံတွေအဆောင်တွေကိုအစင်းဆိုပြီးဝင်စစ်တယ်။အစင်းမတိုင်လို့ဆိုပြီး ထောင်ကျခံမလားငွေပေးမလားဆိုပြီးငွေညစ်တယ်။အခုတော့လူငယ်တွေရှိနေတဲ့စက်ယုံအဆောင်တွေနေအိမ်တွေကိုလာစင်ငွေ9သိန်းအစင်းကြီးတောင်းတယ်။သူတို့လာမစစ်ဘူးအစင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတောင်းတာလို့အဆောင်ပိုင်ရှင်တဦးကဆိုပါတယ်။ဒါအပြင်လိုင်တရာမြို့နယ်အရှေ့ပိုင်းအမှတ်နဲ့ရက်ွက်မှာစက်ယုံအဆောင်ပိုင်ရှင်များပုဂ္ဂလိကအဆောင်ပိုင်ရှင်များအနေနဲ့လာစင်စစ်မှုထမ်းမဲ့လူငယ်များရှာပေးစီလိုတယ်လို့အုတ်ချုပ်ရေးမှုစမ်းမြင့်ကဖီအားပေးလာကြောင်းမိမိတို့အဆောင်မှာနေထိုင်တဲ့လူငယ်များအနက်မှာ တင့်တော်သူတွေကိုစစ်မှုထမ်းရန်နာမည်စီရင်ပေးဖို့ခိုင်ကြောင်းအဆောင်ပိုင်ရှင်များကပေးဖို့လာတဲ့လူငယ်စီရင်တိုင်အုတ်ချုပ်ရေးအပွဲနဲ့လူမိုက်များကလာရောက်ခေါ်ဆောင်မှဖြစ်ကြောင်းသိရှိရပါတယ်။အဆောင်မှလာနေတဲ့လူငယ်တွေတဲကတလကိုတဦးကိုတော့နာမည်စီရင်ရွေးပေးသူတို့ဟာသူတို့လာခေါ်မယ်။ကြီးကြီးတတမလိုက်ရင်သူတို့နီးသူတို့ဟန်နဲ့ဖမ်းသွားမယ်ပြောတယ်။အဆောင်ပိုင်ရှင်တွေကိုစစ်မှုတမ်းလူငယ်စီရင်လျှို့ဝှက်ပေးခိုင်တာအဆောင်ပိုင်ရှင်တွေကမပေးကျင်ကြဘူး။ကိုစီမာလာနေတဲ့ကလေးတွေကိုဘယ်စီရင်ပေးကျင်မလဲ။ တချို့ကတော့ငွေညစ်ခံရလူငယ်တွေကိုစရင်ပေးရမယ်ဆိုတော့မလုတ်ချင်တော့လို့အဆောင်ပိတ်ကုန်ကြပြီလို့လှိုင်းတရားအရှိပိုင်းအမှတ်နှစ်ရက်ကွက်မှာဒေတာပြည်သူတို့ကပြောဆိုပါတယ်။ရင်းအပြင် အမှတ်နှစ်ရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းမြန်ဟာပြူစောတိလူမိုက်များနဲ့အတူညအချိန်လှိုင်းတရားမြို့နယ်အတွင်းလှည့်လေကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဖမ်းဆီးရရှိတဲ့လူငယ်တွေကိုစစ်မှုတန်းလူစားတို့ဖြစ်လိုအပ်တဲ့ရက်ကွက်များကိုရောင်းစားခြင်းစစ်မှုတန်းကြီးကောက်ခံခြင်းအပအဝင်ပြည်သူလူထုကိုဖိနှိပ်နေတဲ့အလုပ်တွေကိုလှုပ်ဆောင်နေကြောင်း ရက်ကွက်နေပြည်သူများကပြောဆိုကြပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အခွန်ပန်နာရီကိုစီရင်မှတစုတစည်းတဲ့အတုံးချနိုင်ရလို့အကြောင်း KNTF 26ဦးစီးချုပ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဂရနီပြည်နယ်မှာရရှိတဲ့အခွန်ပန်နာငွေတွေကိုဒေသရင်းမှာရှိတဲ့တော်လိုင်းရေးအဖွဲ့အစည်းများနဲ့ရာဂိုင်နှုန်းအလိုက်ခွဲဝေအတုံးပြုနေရပြီးစစ်ကော်မရှင်ကိုအနိုင်တိုက်နိုင်ရန်ဘန်နာငွေကိုတစုတစည်းတဲ့အတုံးပြုနိုင်ဖို့လိုအကြောင်းဂရနီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစီဦးစီးချုပ်ကိုမာဝီကပြောပါတယ်စက်တင်ဘာလ28ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်တဲ့ဂရနီတိုင်းရင်းသားများရဲ့ရိုးရာတလိပွဲတော်တစ်ခုဖြစ်တဲ့အဲတူပေါ်မီခေါ်ဒီကူပွဲတော်မှာပြောကြားတဲ့မိကွန်းမှာ KNDF ဒုစီဦးစီးချုပ်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ဂရနီပြည်မှာအကွန်ပန်နာငွေရရှိမှုမှာတလကုန်ငွေကျပ်3,900ခန့်ရှိပြီးထို့အထက်မှ3,400ကျော်ကိုကာကွယ်ရေးအတွက်အသုံးပြုနေပေမဲ့ဒေတာရဲမှရှိတဲ့တော်လိုင်းအင်အားစုများနဲ့ ွဲဝေတုံးဆွဲနေရခြင်းဟာငွေကောင်းကွဲပြီးစစ်ကော်မရှင်တက်ကိုတော်လန်ရမှာထိရောက်မှုမရှိတော့ကြောင်းကိုမာဝေကဆိုပါတယ်စစ်ကော်မရှင်တရင်တစ်ခုကိုတင်ပတ်ရန်အတွက်ဖြန်းမြကြည်စံတသိန်းတိလိုအပ်ပြီးသိန်း၄သောင်းဆိုတဲ့ပမာဏကိုတစုတစည်းတဲ့အသုံးပြုမိဆိုပါကကြည်၄သိန်းခန့်အထိဝယ်ယူနိုင်ကြောင်းသိရှိရပါတယ်တလတ်တလတ်ရတဲ့ငွေကကြည်စံ၄သိန်းဝယ်လို့ရရင်အနည်းဆုံးတရင်၂ရင်၃ရင်ကိုအသာလေးသိမ်းလို့ရတယ်ဒါပေမဲ့စိတ်ပြက်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကို တစုတစည်းတဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်လောက်ပါဆင့်ရခဲ့နှုန်းကလလတ်တာကဘယ်လောက်ပါဆင့် KNTF ကဘယ်လောက်ပါဆင့်ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တပ်ဖွဲ့အရေးကိုအသုံးပြုလိုက်တော့ငွေတွေကောင်းကွယ်ပြီးဘယ်တရင်မှမသိမ့်နိုင်ပဲဖြစ်နေရပါတယ်လို့ကိုမာဝီကပြောဆိုပါတယ်ထို့ကြောင့်အဖွဲ့အစည်းများကြားစည်းလုံးညီညွတ်ပြီးရရှိအခွန်ပဏ္ဏငွေတွေကိုစစ်ကော်မရှင်တပ်ကိုတွန်းလှန်ရမှာပုံအောင်အသုံးပြုရန်လိုအပ်ပြီးလူတို့အနေနဲ့လဲအဖွဲ့အစည်းတွေကိုတွန်းအားပေးကြရန်ကိုမာဝီကဆိုပါတယ် ကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ်ကျွန်တော်တို့မှာတတိရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်သေးလဲဆိုတော့စောစောကကျွန်တော်ပြောတဲ့ organizational selfish အဖွဲ့အစည်းရဲ့ကိုကျိုးစီးပွားအရင်များနေတဲ့အတွက်ကြောင့်မအောင်နိုင်သေးတာဖြစ်တယ်အဲ့ဒီတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့တွန်းရမယ်ကျွန်တော်တို့အမြင့်ဆုံးဒီစစ်မိတ်စာရီကိုတွန်းလှန်နိုင်ဖို့အလေးထုတ်နိုင်ဖို့အတွက်ကျွန်တော်တို့စက်ကြိုးစားမယ်လို့၎င်းကဆိုပါတယ်ဂရီနီပြည်မှာစစ်အာဏာရှင်တပ်ဖွဲ့များပြန်လည်ဥမော်လာနေပြီး လက်ရှိအချိန်မှာစစ်ကောင်စီရဲ့စစ်လက်နက်ရိက္ခာကားများဟာလည်းဖရူဆိုမျိုးနဲ့အမတ်ဆက်လေးတမ်းမြင့်စစ်လက်ကျင်းရေးကြောင်းအထိဝင်ရောက်လာနေကြောင်းသိရှိရပါတယ်။ယင်းအချိန်ညာတေလီလုံးစစ်စင်ရေးမလုံဆောင်မီအချိန်ဒီကိုပြန်လဲရရှိသွားပြီဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့များအနေနဲ့အချိန်ယူပြီးပြန်လဲတိုက်ယူရမယ်လို့ကိုမာဝီကဆိုပါတယ်။ထို့ကြောင့်ဂရင်းနီပြည်မှာထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရောက်ရှိလာတဲ့လူငယ်များအနေနဲ့လည်းကုတေတာကိုပြန်လာပြီးစစ်အာဏာရှင်စနစ်တော်လန်ရေးမှာ ပူပေါင်းပါဝင်တိုက်ပွဲဝင်ကြဖို့ကိုမာဝီကဖိတ်ခေါ်သွားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာ